အချက်ဆိုတာပေးဆက်ခြင်းဖြစ်ကြောင်းတသက်ပြဖို့ကောင်းပြင်းတဲ့တဏ္ဍာဘုကိုသူမရဲ့စီစဉ်ဥစ္စာအကုန်လက်ဖွဲ့မယ်လို့ပြောလာတဲ့မာဂျီဆန်ပရိသတ်များလုံးမမင်းလာပါရှင်ဆယ်လီအမန်ပလတ်ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အချက်ဆိုတာရယူခြင်းမဟုတ်ပဲပေးဆက်ခြင်းဆိုတာကိုတသက်ပြဖို့အတွက်ချစ်သူကောင်းပြင်းရဲ့မင်္ဂလာပွဲမှာသူမပိုင်ဆိုင်သမျှစီစဉ်ဥစ္စာတွေကိုလက်ဖွဲ့ပြီးမှဖြစ်ကြောင်းပြောခဲ့ရတာကတော့မာဂျီဆန်လို့ချစ်စနိုးခေါ်ကြတဲ့မိကပ်ပညာရှင်ကြီးမာဂျီဆန်ဖြစ်ပါတယ်ပရိသတ်တွေကတော့ LGBT တဲ့ဥဆိုပေမဲ့ချစ်ချင်းမြတ်တာကြီးမားတဲ့မာဂျီဆန် ိုတနာနေရပါမိကခင်ဇောင်းဝင်းဟာဒီလိုမျိုးနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တွေချမ်းသာကြွယ်ဝတဲ့လူကုန်ထက်အတန်းဝိုင်းရဲ့လက်ဆွဲတော်မိကပညာရှင်တယောက်ဖြစ်တာနဲ့အညီတမရဲ့ဩဇာအာဏာတက်ရောက်မှုဟာအနုပညာလောကမှာကျေပြန့်ပြီးတော့ငွေကြေးစည်းစိမ်ချမ်းသာအရလည်းထိပ်တန်းစင်မှာရှိနေရလို့သိရပါတယ် အခုလိုမျိုးမေကခင်ဆောင်ဝင်ရစီစဉ်ချမ်းသာပြည့်စုံကြွယ်ဝသလိုအနုပညာလောကမှာလူရဝင်တဲ့အခြေအနေဖြစ်တာကြောင့်ခင်ဆောင်ဝင်တင်လို့နာမည်ကြီးသွားတဲ့မင်းသားတွေမင်းသမီးတွေအနုပညာရှင်တွေအများကြီးရှိပါတယ်။ဒီလိုချိန်မှာမေကခင်ဆောင်ဝင်နဲ့ချစ်ကြိုက်ပြီးတော့မင်းသားဖြစ်အောင်မြေတောင်မြောက်ပေးခဲ့ရတာကတော့ကောင်းပြေပါ။မေကခင်ဆောင်ဝင်ဟာမင်းသားကောင်းပြေကိုတော်တော်လေးချစ်ပြီးတော့အလိုလိုက်ခဲ့ပါတယ်။ ဒီလိုချိန်မှာမာဂျီဆန်နဲ့ကောင်းပြည့်ရဲ့ကြောင်းကိုဝင်လာသူကတော့အစ်စ်မတရုတ်ဆောင်ချောရတနာရဲ့ညီမမော်ရယ်တနာဘူဖြစ်ပါတယ်။ဒီလိုနဲ့ပဲမင်းသားကောင်းပြည့်လည်းမာဂျီဆန်ရဲ့အမိတော်မြောက်ပေးမှုနဲ့အတူရုပ်ရှင်နဲ့ဗီဒီယိုတရုတ်ဆောင်ဖြစ်လာတဲ့အခါမှာမာဂျီဆန်ကိုထားခဲ့ပြီးတော့တနာဘူနောက်ကိုလိုက်သွားခဲ့ပါတယ်။ဒီလိုမျိုးကောင်းပြည့်ရဲ့တစ္ဆာဖောက်မှုတွေကြောင့်မာဂျီဆန်ကမိတ်ကခင်ဆောင်ဝင်တယောက်အသေးရီအဖက်ဆယ်မြောက်အောင်꿰ခဲ့ရပါတယ်။ တခါတလေဆိုရင်မာကြီးဆန်းဟာတခြားသူရဲ့ရင်ခွင်မှာပျော်နေတဲ့ကောင်းပြေပေါ်မှာထားတဲ့သူမရဲ့ခံစားချက်တွေကို Facebook ပေါ်မှာ status တင်ပြီးရင်ဖွင့်လေးရှိပါတယ်။ဒီလိုရင်ဖွင့်မိလိုက်တဲ့မာကြီးဆန်းရဲ့တန်တာဘို့တို့ကောင်းပြေကိုလူရင်နဲ့အကြီးအကျယ်ပွဲဖြစ်ခဲ့ကြပါသေးတယ်။ဒါကြောင့်လည်းကောင်းပြေနဲ့ခင်ဆန်းဝင်းတန်တာဘို့ဟာအနုပညာလောကရဲ့အုံပွင့်ဆိုင်ဇာလန်းဖြစ်ခဲ့ရပါဘူး။ အခုကမှတော့မာကြီးဆန်းနဲ့ကောင်းပြေတို့ကလည်းအဆင်ပြေနေပြီဖြစ်တယ်လို့ကောင်းပြေနဲ့တန်တာဘူကလည်းလက်ထတော်မှာပါမာကြီးဆန်းတယောက်ကောင်းပြေကသူ့ရဲ့မင်္ဂလာအဲ့ခံပွဲဖိတ်စာကိုအူဖျပြလာဖိတ်တာကြောင့်ဝမ်းသာနေပါသေးတယ်။မာကြီးဆန်းကဒီလိုမျိုးအူဖျပြလာဖိတ်လို့ဝမ်းသာရတယ်လို့ကောင်းပြေနဲ့တန်တာဘူရဲ့မင်္ဂလာပွဲမှာတန်ဘူအကြီးဆုံးလက်ဖွဲ့ပေးမယ်လို့လည်းဆိုပါတယ်။အဲ့ဒါကတော့သူပိုင်ဆိုင်တဲ့စီးစဉ်အဥ္စာတွေအကုန်လုံးကိုကောင်းပြေနဲ့တန်တာဘူအတွက်လက်ဖွဲ့ပေးမှလို့ဆိုတာပါ။ ပရိသတ်တွေကတော့ချစ်သူကောင်းပြည့်နဲ့တဏ္ဍဘိုးတို့မင်္ဂလာပွဲမှာလိုအပ်တာတွေအထူးဖြည့်ဆည်းပေးရင်ပေးဆက်နေတဲ့မာဂျီဆန်းကို အလိုလိုအံ့ဩနေကြသလိုတနာနေကြပါတယ်။မာဂျီဆန်းကတော့သူကအသက်တွေကြီးလာပြီးတော့တည်ငြိမ်ရင်းချက်လာတာကြောင့်အရာအလုံးကိုနားလည်ခွင့်လွှတ်နိုင်ပြီလို့ဆိုပါတယ်။ဒါကြောင့်အတိတ်မှာအညိုးတွေမမာနာတွေထားခဲ့တဲ့လူတွေကိုမြစ်တာနဲ့နားလည်ခွင့်လွှတ်နိုင်သွားပြီလို့ပြောခဲ့ပါတယ်။ အချစ်ဆိုတာပေးဆက်ခြင်းဆွလွတ်ခြင်းနဲ့ကိုချစ်တဲ့သူပျော်ရွှင်နေရင်ကျေနပ်ပြီလို့စသဖြင့်ဘလောက်ပဲဝိတုစာအုပ်တွေထဲမှာရေးနေပါစေအမှန်တကယ်လက်တွေ့မှာကိုချစ်တဲ့သူကိုမပိုင်ဆိုင်ရပဲတခြားလူတစ်ယောက်နဲ့ပျော်ရွှင်နေရကိုမြင်ရတာကရင်နာစရာကြေကွဲစရာဖြစ်ပါတယ်အခုလောလောဆယ်မှာတော့ပရိသတ်တွေဟာမာဂျီဆန်ကိုခင်ဆန်းဝင်းကိုပရိသတ်တွေကအယံကိုတနာကိယနာတက်နေရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပေးဆက်ခြင်းအချင်းနဲ့ချိန်ခဲ့တဲ့မာဂျီဆန်ကိုဘလို့ထင်လဲဆိုတာပြောခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတော့အားလုံးကို Jesus de Margem.